ဆေးဥစွာအနေနဲ့ဒီကန္နရာဝတီထိုင်အဖွဲ့သူဖက်သားတွေဆေးဥစွာကျွန်တော်ကကျေးဇူးအထူးတင်တယ်လို့ပြောချင်တယ်။အော်ကျွန်တော်ကိုယ်တိုင်ကလည်းဟိုလွန်ခဲ့တဲ့2015 2016ခေတ်ကဒီကန္နရာဝတီထိုင်ကနေထုတ်တဲ့တဲ့င်းရာနယ်တွေကိုကျွန်တော်ကအားပေးပြီးဖတ်ရှုလာခဲ့ရလဲဖြစ်တယ်။အော်အခုလို20နှစ်ပြည့်လာတိတိုင်အောင်လဲကျွန်တော်တို့ကရနီနိုင်ငံဒီပြည်နယ်မှာရှိတဲ့အော်လိုအပ်ချက်တွေအခက်အခဲတွေမျိုးမျိုးကိုအနည်းလားမျိုးပို့ ဖို့ဖုံနေပါတော့ခုခေတ်ကျတော့လဲကျွန်တော်တို့ခေတ်ကပြောမျိုးဆို IC အာ ICE ခေတ်ပါတော့အင်တာနက်ခေတ်လည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီကလင်ပြည်မှာရှိတဲ့ဂျာမေးပညာရေးလူမှုရေးကန္တကန္တမျိုးစုံကနေကျွန်တော်တို့ရဲ့ဒီကလင်ပြည်ဥပဒေအတွက်လိုအပ်ချက်တွေကိုနေ့စဉ်ရဲ့တိုင်းဖော်ပြပေးနေတဲ့ဒီဟိုဒီကန္တဝေထိုင်းစစ်စင်ကိုလည်းယေရှုအထူးတင်တယ်โอเคကျွန်တော်အကြံပြုချင်တာကတော့ အာဒီအခုအရပ်ပြည်ထိုင်းကနေလဲဟို KTFI ဆိုပြီးတော့မှဒီ radio system တွေထုတ်လင်းတာရှိတယ်ပေါ့နော်အဲ့ဒါကိုဖြစ်နိုင်ရောတိုင်းတာဒီ news ချင်းရဲ့အတန်ထုတ်လင်းမှုကဘယ်လိုဆိုရင်နိုင်ပိုင်းနဲ့ဘယ်ဖြစ်ဖြစ်တရက်ကိုဘယ်လိုဆိုရင်ဒီတည်င်းကန်တာပဲမဟုတ်ပဲနဲ့တချို့ဆိုရင်မြတ်ပြည်သူဆိုချို့တောင်ရထဲမှာ radio ယူသွားတာမျိုးလည်းရှိတယ်အဲ့ဒါကြောင့်သူတို့ကတခါလေး radio ဟိုကိုယူပြီးတော့မှ တိုင်းသားစီကနေထုံလင်းတဲ့ဟိုတချင်းလိုပဲဖြစ်ဖြစ်အဲ့လိုနားထောင်ချင်းတဲ့လူလည်းရှိတယ်အဲအဲ့လိုမျိုးတပီးတော့တခြားပညာပေးဟိုဆက်လန်းပုံပြင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးထုံလင်းခိုင်းစချင်းတော့ဗောနော်အဲ့လိုသာပြီးတော့မှလုပ်ပြီးတော့အကောင်းတော့ဗောဟုတ်ကဲ့ရှင်ဒီအဲ20နှစ်ပြည့်တဲ့မွေးနေ့ကနေစပြီးတော့မှဗောနော်အဲကနရာဝတီတားရှေ့ဆက်ပြီးတော့မှပြည်သူတွေနဲ့အတူတူဗောနော်အဲ နေ့တည်တီထက်ပို့ပြီးတော့မှကရနီပြည်တီရှိနေတဲ့ရဲ့အဲကနရာဝတီတီရှိပါစေလို့ဆုတောင်းချင်ပါတယ်ရှင်အများရန်ပြည်သူတွေနဲ့အတူတူလေးကပ်ဆုံးနေပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ နရာဝတီတိုင်းနဲ့ပတ်သက်ပြီးတော့မှတော့ဒီအဲရှေ့ဆက်ပြီးတော့မှပေါ့နော်ဒီအခုလုပ်နေတဲ့ဟာကြီးလည်းအရင်ကောင်းတယ်ပေါ့နော်ဒီအဲတိုင်းသားအစီအစဉ်မကရင်ဒီမှာရှိတဲ့တိုင်းသားစီစဉ်လေးတွေလည်းရှိတယ်အင်္ဂလိပ်စီစဉ်လေးတွေလည်းရှိတယ်ပေါ့နော်ပြီးတော့အခုတခြားအစီအစဉ်လေးတွေလည်းရှိတာတွေ့ရတယ်အရင်ကောင်းတယ်ဒီထပ်ပို့ပြီးတော့မှရှိစေချင်တာကတော့ဒီအဲကနလေးတွေပေါ့နောက်ထပ်ဒီ green tea ပြီမှာရှိနေတဲ့ဒီအမှဆိုလို့ရှိရင်ကျမတို့ဒီအာအာ ဂျာကာလာပေါ့နော်ကျမတို့အစိုးရဒီအဖွဲ့တွေရှိတယ်ဂျာကာလာဒီတရားစီရင်ရေးတွေဂျာကာလာဒီဒီဥပဒေပြည့်ရေးဟာလေးတွေရှိတယ်အဲ့ဒီဟာဆိုလို့ရှိရင်လည်းပြည်သူတွေနဲ့အပြည်သူတွေပေါ့နော်ဂရီနီရဲ့လက်ရှိမှာဒီလိုအချုပ်ရေးပိုင်းတရားစီရင်ရေးဥပဒေပြည့်ရေးပိုင်းအပ်လို့ရှိနေပြီလေပြီးတော့မှဂရီနီပြည်မှာဆိုလို့ရှိရင်အခုဘာဘာမူဘာဓာတ်တွေရှိနေလဲမူကျန်းတွေဘာတွေပြင်ဆင်နေတာရှိတယ်လဲပေါ့နော်ဘာတွေထပ်လုပ်ဖို့ရှိတယ်လဲဆိုတော့ဟာမျိုးတွေကတည်င်းစကားတွေပေါ့နော်ပါစီချင်တယ်ပြီးတော့မှကလေးကဏ္ဍတွေပေါ့နော်ဒီ LGBT ကဏ္ဍတွေ ီကိုလည်းခဏအလိုက်ပြီးတော့ဒီအဲ espresso အလိုက်ပေါ့နော်ဒီအပိုင်အပိုင်လိုက်ပေါ့နော်တင်ဆက်ချင်တယ်ဒါတင်ဆက်စီချင်တာပေါ့နော်ဘာလို့လဲဆိုဓမ္မတာလင်ပြည်သူတွေကဆက်ဆက်မပြတ်သူတို့ဒီအဲ radio မှာရော TV ပေါ့နော် online social media တွေမှာရောပေါ့နော်သူတို့အဲဒီပုံမှန်လက်လန်းမိနိုင်မယ်ပေါ့နော်အဲဒီကန်တော့ဒီတန်ရခုတတိ27နှစ်ပြည့်တဲ့ထိုင်အမအနေနဲ့ပေါ့နော်အဲ့လိုကျွန်တော်တို့ကြားရတယ်လေဝမ်းတာပါတယ်ဂုဏ်ယူမိပါတယ် ဘာဖြစ်လဲဆိုရင်တော့ဒီကန္ဓရဝတ္တန်အာတရင်ဌာနထုံလင်းပေးတဲ့အစီအစဉ်လေအာလုံးနေညမပြထုံလင်းတမျှကျွန်တော်အတွေ့အကြုံဝင်ပါတယ်အဲကျွန်တော်အဲ့ဒီမျိုးဒီနှစ်အထိတန်း20နှစ်ပြည့်တဲ့အထိတန်းအဲ့ဒီမျိုးဥကောင်းမုံမုံနဲ့အာလှုပ်ရှားနိုင်တဲ့အတွက်ကြောင့်အကုန်ယူမိပါတယ်အကြောင်းပြုချင်တာကြတော့ထူးထူးထွေထွေတော့မရှိပါဘူးဒါပေမဲ့ဖြစ်ချင်တာတော့ရှိပါတယ်အဲဒီလိုကျွန်တော်တို့ကြည့်ဆောင်တဲ့ဘဝမှာ တီဗီလည်းမရှိဘူးအကြည့်ဖို့ဟာလည်းဖုန်းနဲ့ကျွန်တော်လည်းတိတဲ့အတိုင်းပါပဲကျွန်တော်ကအာဒီလူကြီးပိုင်းဆိုတော့ဖုန်းနဲ့တိတ်မကင်တာဘူးဒါကြောင့်ရေဒီယိုပဲအားကိုးရတယ်အဲဒီလူမရှိတဲ့အခိုက်မှာကျွန်တော်တို့တစ်ခါတလေကျတော့ဒီစိတ်ပိုင်းဆိုင်ရာအဲ့လိုမျိုးစိတ်ဓာတ်ကြရည်ဖြစ်တဲ့တရားကြောင်းမှရင်းနဲ့ဆိုင်ရာရေဒီယိုနားမထောင်ရရင်မပြော်ဘူးအဲအားမရဘူးဖြားချင်းတလူလူအဲ့လိုမျိုးဖြစ်နေတာဒါကြောင့် န္တရဝတီတိုင်းကဟိုထုတ်လို့မြေတဲ့တည်င်းဒီဘောနော်အဲကျွန်တော်တို့ကြားတော့တည်င်းဒီမြန်မာနိုင်ငံကရင်းပြမှာဖြစ်ပြတဲ့အအရာအလုံးတည်င်းဒီအဆိုးအကောင်းအမျိုးအလုံးကြားရတော့ကြက်ကြက်ကြွက်ကြောင်းကျွန်တော်တို့ဒီကြည့်ရှောက်အတွက်အများကြီးအကျိုးဝင်ပါတယ်ဒါကြောင့်ဒီထက်ပို့ပြီးတော့မှပြောချင်တာကြတော့ဒီတည်င်းပိုင်းဆိုင်ရာကျွန်တော်အေးတိုင်းတာဘယ်ဖြစ်ဖြစ်ပေါ့နော်အချိန်နည်းနည်းပို့ ပြီးမှဒီတဘိန်းပန်းဆိုင်ရာနည်းနည်းအချင်းပို့ဖုံးမြင်ပေးပါလို့အကြံပြုချင်ပါတယ်အဲဒါကြောင့်ကျွန်တော်လည်းဒီမှာရေဒီယိုမရှိမဖြစ်တဲ့ဘဝမလို့ကျွန်တော်ကတာနေဆုံးရေဒီယိုလာလူပြကြပါလို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုအရင်ကံကြောက်ရတဲ့အနေနဲ့ရေဒီယိုထမှာနေတိုင်းလူညတိုင်းလူပဲနားထောင်နေတယ်အဲ့ဒါနဲ့ဦးရယာနဲ့ အဖိုးကလည်းပြောရှင်ကအဲ့ဒီပရိနိမာဖြစ်ပြတဲ့သတိတွေကငါဆောင်တယ်နည်းနည်းနည်းလည်းလုံးရထဲတယ်အဲ့ဒါလည်းအဲ့ဒါကြီးခံမများဘာလို့သတိတွေလွတ်ပြတော့အဖိုးတို့ကနည်းနည်းပူပူမအဲ့ဒီနိုင်ငံမှာအဖြစ်ဖြစ်ဒီကိုနည်းနည်းစီထားခဲ့တယ်ပေါ့အဲ့ဒါလည်း ปุ๊บมาตอนอีสิ่งก็ลุยปีปุ๊บปุ๊บสิ่งก็ปุ๊บมาลุยปีไหนเราอุลีอาบัาอาพัวถึงพี่เชนวะ